စ်ကမ္ဘာပေါ်မှာ democracy is look like little child democracy start at home don't start at home democracy ကိုအိမ်ရစပါအိမ်မှာလည်းမဆုံးပါစေနဲ့အဲ့ဒီဒုတိယတတိယစာကြောင်းက democracy looks like little child democracy ဒီ making ရဲ့ကလေးရဲ့ရင်ခွင်ထဲမှာရှိနေတဲ့ကလေးလေးတောင်နဲ့တူတယ်လို့ဆိုပါလေဆိုတော့မိခင်က mothers mother likes ဘာနဲ့တူမလဲ government ပြည်သူသည် ကလေးနဲ့တူတယ် people like chariot or child ကလေးဒီပြည်သူနဲ့တူတယ်မိဘဒီအမေနဲ့တူတယ်ဆိုတော့အဲ့ဒီရင်ဝင်တဲ့ကလေးလေးဒီလွတ်လပ်ပြီးလုံခြုံမှုအပြည့်ရှိနေတယ်လို့သူ့မအေးပုံမှာသူရှိတယ်လို့အဲ့လိုဆိုလိုချင်တာအဲ့ဒီရာဒီ18ရာစု19ရာစုမှာဖြစ်လာခဲ့ပါတယ်ဒါဆိုရင်နှစ်ပေါင်း200ပဲထားလိုက်ထေရဝါဒပြီးခဲ့တဲ့မှာအင်ဂေနိပန္နဒါရကောဝိယတိုင်းသားပြည်သူများကို မိမိရင်ခွင်ထဲနဲ့ရှိထားသောခလေးလေးကဲ့သို့စောင့်ရှောက်တဲ့နိုင်ငံရေးစနစ်များသည်သာလဲတိုင်းသားပြည်သူတွေဘဝကိုငြင်းငြမ်းစွာပေးနေတယ်ဆိုတာထေရဝါဒဘိက္ခတ်ထဲမှာအစိုးရတွေရှိပြီးသားပါဒါကိုပြောချင်တာဗန်နိုင်ငံကြီးမှလာပို့ချတာမဟုတ်ဘူးဟုတ်ရင်အခုလဲပါတယ်လေခြေသားတို့စန္ဒမန္တလန်ဝိဘိကဝေဝိရောဝိဝတံဝိရောစတိသူရိယမန္တလန်ခြေသားတို့လာရောင်နေရောင်ဆိုတာဟာလေပွင့်လင်းမှမတင်တဲ့ဖုံးနိုင်မတင်တဲ့အဲ့ဒီတိုင်းပဲတတဂရပဝေရိတော်ဓမ္မဝိနယောမြတ်စွာဘုရားရှင် ထိုးထွင်းသိတဲ့တရားတွေရာလေလေပွင့်လင်းထင်သာမြင်သာရှိပါမှတင့်တယ်တဲ့ဘုရားရှင်ရဲ့တရားတွေဖုံးကွယ်ခံထားရရင်မတင့်တယ်ဘူးတဲ့ပါဠိတော်မောင်ညာနဲ့ငါရစတားရှိပြသားပဲမြန်မာလိုပွင့်လင်းထင်သာမြင်သာလို့ပြောမယ်အင်္ဂလိပ်လို transparency လို့သုံးမယ်ပါဠိလိုဝိဝတလို့သုံးမယ်ဝါယလုံးနဲ့ဝိဝါယဝတရဏိတဝိဝတပွင့်ပွင့်လင်းလင်းထင်ထင်ရှားရှားထင်သာမြင်သာရှိတယ်တမ္မာတံဗုဒ္ဓက နှစ်ပေါင်း2600တဲ့ကဟောခဲ့ပြီးပါပြီ။နော်။တိတ်ပြီးတော့ဒီနေ့လက်တော်တွေကပြောဟာဒုက္ခမကြဘူးနော်။ငါပြောချင်နေတာဒါပေမဲ့ငါလည်းမပြောဘူးလို့နေတာပါ။တင်ငါအကျင့်ရလည်းမရဘူး။နားထဲကြားတာတွေကဟာတခါလာလည်းကြည့်လိုက်တယ်သတင်းစာတွေအော်ဂျာနယ်တွေဖတ်လိုက်တယ်။ဒီနေ့နိုင်ငံရဲ့ပွင့်လင်းအာလာတော်တော့လွှတ်တော်တွေအမတ်တွေကြည့်တော့အာအဲအာဟာ any every လွှတ်တော်အမတ်တွေကဟာဒီစကားတွေဟောမှာပဲဒီကောင်ဒီပုဂ္ဂိုလ်တွေကတကယ်နိုင်ငံရေးအကျဉ်းကြီးတွေ နိုင်ငံရေးတက်ကြမ်းကြီးတွေတက် political science ကျမ်းတွေကနေပြောတယ်ထင်တယ်မဟုတ်ဘူးထေရဝါဒပြီးမှရှိတယ်ဟုတ်ပြောနေတာဗါတယ်လေဒီဖိလိကတဲ့ကမင်းတို့နိုင်ငံကိုလေတိဆောက်ပေးနေအချက်လေးတွေအများကြီးရှိတယ်ဒါပြောနေတာသူကမင်းတို့ American not American sister not British sister not Chinese sister this is a terrorist sister ကိုယ်ကဗါတယ်လေရှိတယ်ဒါပြောနေတာဟာဒီထဲမှာအေယာမ ဖုန်းတော်ကြီးတွေသိတဲ့ပြင်ပါဠိတွေကအာလုံးဝနှစ်ပေါင်း2000 century years ကအရာတွေ modernize မဖြစ်တော့ဘူးလာခဲ့စမ်းပါအဲ့လိုပြောရင်ဘူးလာခဲ့စမ်းပါအချိန်မျိုး welcome to any time ဒါပါ welcome to any time ကိုယ်အရှင်ကောသနာခင်ရတဲ့ဘုရားဟောခဲ့တဲ့တရားတွေကနှစ်ပေါင်း2600တရားတွေခင်မမိတော့ဘူးလာခဲ့စမ်းပါအဲ့လွတ်လိုက်စမ်းပါလွတ်လိုက်အချိန်မျိုးလွတ်လိုက်စစ်ဘူပဲလာလာပါမောက်ခါပဲလာလာဖုန်းကြီးပဲလာလာသီးသားရှင်ပဲလာလွတ်လိုက်ဖြည့်ရှင်းရဆန်းတဲ့ထိုင်ဆောင်နေလိုက်မယ်ဟုတ်လားကောသနာဘယ်လောက်ခင်မိတာကြီးနော်ခင်ဒီတဲ့ခင်မိတဲ့ထပ်ပြောရင်ငိုသွားလိမ့်မယ် နော်တလားကွန်းစောခင်မေကျော်နည်းနည်းပြောလိုက်အောင်အခု problem နေတက်နေငါအိုက်ဒီယာလေးငါဟောလိုက်ပါတယ်ဘာလုပ်ရမလဲလို့စာတကပိုက်ဒေါ်ဆန်းစုကြည်တို့ရောခုနပြောလို့နိုင်ငံတော်ကလူကြီးတွေရောလွတ်တော်အမတ်တွေရောသူခေါင်းချင်းဆိုင်ရိုက်စဉ်းစားအဲ့ဒီကိစ္စအဲ့ဒီကိစ္စမျိုးကိုလွတ်တော်ထဲမှာပညာရှိအမတ်ကြီးတွေ တကယ်ပညာတတ်တွေစီးဝေးနေတဲ့ခုချိန်ကြီးအဖြေမရတာဓမေစရီကြောင်းလိုင်း3မိနစ်နဲ့အဖြေရမယ်လို့ပြောလိုက်3မိနစ်ပဲ3မိနစ်ဟာကြီးကျယ်လိုက်လား3မိနစ်ပဲနည်းနည်းနမူနာလေးပေးလိုက်ဒါဏံသီလင်းဆက်မေဇွန်အတ်တွန်ပစတိရမယ်ဒါဏံသီလင်းဆက်ပရိဇာမေဇွန်မတ်တွန်တဘောအဲ့ဒီမင်းညင်တရား10ပါးမှာအာဝိရောဒနာဆိုတဲ့နောက်ဆုံးချက်လေးအချုပ်ပဲတိုင်းသားပြည်သူတွေရဲ့စိတ်ဆန္ဒနဲ့မဆန့်ကျင်ရအောင် non opposition လို့ဆိုတယ် တန်ကောင်းပြီ example လေးပြမယ်တခါတရင်ကိစ္စများသည်ကောင်းမင်ကောင်း냐တော့လေအချိန်နေရာပုတ်ကိုလို့တယ်ဒါလည်းလေတချို့ကိစ္စများသည်ကောင်းတယ်အချိန်လို့တယ်နေရာလို့တယ်တော့ကာလဒေသပုဂ္ဂလကိုနှိမ့်ဆမဟုမသိတတ်ကလူမိုက်ခုပြီးတိသူပန္နိပညာရှိမှတတိတရားတော့ဖြောင်း냐ယူကာလရဲ့ဒေသရဲ့ပုဂ္ဂလရဲ့အချိန်သိရတယ်အဲ့တော့နမူနာလေးတစ်ခုစပြောပါမယ် မြတ်စွာဘုရားလောင်းလင်းမွေးတဲ့ခါမှာပုံနာ၈ယောက်တန်းစီဘေးရင်ဟောတယ်။တတိပိသားပဲရှင်မရတို့လည်းတတိပိသားပဲ။ပုံနာ9ယောက်ကမလားရှင်မင်းကြီးဗျာအရှင်မင်းကြီးရဲ့သားတော်ရန္နာလေးဒီနေ့မွေးတယ်မင်းသိထားသည်။စัจချေဝရဟိတိုင်းသားတိုင်းတကဘာကြီးကိုအုပ်ချုပ်တဲ့စัจချေဝရမင်းကြီးစင်စစ်ဧကံဖြစ်ပါမယ်ဖေဟာ။ဘယင်ကျင့်တယ်လား။ကျင့်တယ်။ကျင့်ပါလေလေ။စัจချေဝရမင်းကြီးစင်စစ်ဖြစ်ပါမယ်ဖေဟာ။အရှင်မင်းရဲ့သားလေ။ ဆက်သကင်းရဲ့ university ဒီ university ကိုအုပ်ချုပ်နိုင်မဲ့ပုံကိုကြည့်တတ်တယ်ဘင်းရတို့တို့ဖရားလောင်းရဲ့တို့ဖရားရဲ့အဖေရလေသဘောတွေကြောက်အင်းရမတောင်လူပေါ်မှာနေမယ်ဆိုလို့ရှိရင်တမနာပေါ်မှာဝင်တမန်တမို့တဲ့စနစ်ဖြစ်ပါမယ်ကျင်းတတ်တယ်ဒါလဲနှစ်ခုပြောတာဘုံကြီးဖြစ်မယ်ဘယင်ဖြစ်မယ်ပြောတယ်ကျင်းတတ်တယ်စัจเจဝရိမိဖြစ်မယ်ဆိုတော့သိဖြစ်ချင်တယ်ဟမ်ကြည့်တော့ခုနကမင်းမြဟိုက၁၆နှစ်သား ကိုနဲ့ညာပုံသားလေးကအေကင်ကိုလေးပါဗျာဟာဒီဒီကောင်ပါလေမင်းသမောင်းကျန်တဲ့ပုံသားခုနှစ်ယောက်ကလက်ညိုးတွေနှစ်ချောင်းတော့နဲ့မင်းကတစ်ချောင်းနဲ့ဘယ်လိုထူးကြသွားပြီလေအများနဲ့ဆန့်ကျင်သွားပြီအဲ့ဒါဆိုရင်တမန်ရောတော့ရှိလိုက်လို့လုတ်တဲ့သဘောတဘာဝသည်မြတ်စွာဘုရားရှင်လက်ထက်မှာတော့မှရှစ်ယောက်မှခုနှစ်ယောက်ရှိတယ်ဒီနေ့မပြောနဲ့တော့ဒီနေ့မပြောနဲ့တော့အလွန်တရာမှန်ကန်ပါတယ်မဲခင်ရှစ်ပါးတွေပွင့်မဲ့တမန်သမောရခိ 2000 years နှစ်ပေါင်း2600အလွန်ကောင်းတဲ့ကာလမှာတော့မမင်းလိုလိုက်မင်းကြိုက်ခစားတဲ့ပုံကဘယ်နှယောက်ရှိလဲ9ယောက်အမှန်တရားပဲကွာအသက်ရှင်မယ်အမှန်တရားအတွက်ပဲဆိုတဲ့ပုံဘယ်နှယောက်လဲနဲတယ်နော်နဲတယ်နဲတယ်နဲပါတယ်အဲ့ဒီမှာကောင်းတဲ့ညာပုံနာကလက်ညှိုးလေးတစ်ချောင်းထောင်းလိုက်မှန်လားပါရှင်မင်းကြီးဗျာအရှင်မင်းကြီးရဲ့သားမင်းသိတ်ထားသိတ်ထားတာမင်းသားဒီနေ့မှသိတ်ထားတာမင်းသားလေးကလေ လူနဲ့ပြမသတ္တဝါတို့အထောအမြတ်ရှင်မတင်ပေါ်နှထောင်းလိုက်သုံးလောကသင်ယံမူထွတ်တာသဗ္ဗိမျက်စွာဘုရားဖြတ်တော်မူမယ်ဘုရားရှိုက်လားလောကမှာဖျားဖြစ်ပါမလို့ပြောတဲ့စကားလောက်နဝင်ချူတာရှိသေးလားဘယ်ဘယင်ကြီးချိုက်လားမချိုက်ဘူးတော့ကောင်းတယ်မချိုက်ဘူးမှန်တယ်မချိုက်ဘူးညနာပြတ်သွားခွန်းကဘယ်လိုနေလဲပြတ်သွားမင်းမြတ် မှန်လားဗျာရှင်မင်းကြီးရဲ့သားတော်ကလေမာသက်ကလေးတရားသွားဘယ်အခုအတိအချတော့လားတတ်တော်29မှာတောထွက်မယ်မာသက်ကလေးတရားသုံးနေမှာဘုရားစင်အေကံဖြစ်ပါမယ်ဘုရားမထူးဝပြောအရှိန်အောင်ဆက်ချတယ်ငါလိုပါကွာငါလည်းပြောဝင်အောင်ဆက်ချတယ်မနော်ပြိခါမှာဖြစ်ပဲနော်ပိတ်ခါမှာပိတ်ပဲပြောချင်တာအကုန်ပြောချရဲနော်မနော်ပိတ်တယ်ပိတ်တယ်ခဏတော့အခွင့်ရတော့တော့အကုန်ကိုင်တယ်မထူးတော့ငါလည်းကိုယ်နဲ့ညာအမျိုးဆိုတော့ချရဲအကုန်အကုန်တောချောက်ချရဲပြောပြောဝင်ရတော့ကိုယ်လက်တဲ့ကိုယ်လက်တဲ့မိုက်ခရိုဖုန်းရတော့ကိုင်ထဲတာအေးဒါမနေ့ကမနေ့ကတော့ဟောတဲ့နေရာကဟောမြန်မာဗါလဲ ဟိုမင်္ဂလာတော်မြို့နယ်ဟိုအောင်မင်္ဂလာအဝေးပြေးဝင်အောင်မင်္ဂလာပြင်းတဲ့ပုံကိုတွေကကိုကိုတရားပိတ်ကိုပုံကိုတွေကိုတရားတက္ကရာမတွေကိုကားကြီးတွေနဲ့ကျူပေးတယ်ကားတွေကားကားသမားတွေဘောအောင်ကိုကားသမားတွေမကောင်းကြုံနိုင်ရွက်လောက်ပြောမှာတော့မင်းတို့နောက်နေလည်းငါမပင့်နဲ့တော့လို့သူများကြောက်သူများအိမ်သွားပြီးတော့လေသူများမကောင်းကြုံသွားပြောတာဇလွန်လာပြီးဇလွန်သူတွေမကောင်းကြုံပြောတော့ဘယ်ပင့်နောက်နေမပင့်သေးကြတယ်တော့ကုန်းစောအဲ့တော့အောင်မင်္ဂလာအဝေးပြေးဝင်တယ်မှာကားတွေကားသမားတွေရဲ့ အာနဲ့ကာသမားတွေအကျင့်စရိုက်တွေကိုငါပြောတော့ကာသမားတွေကကျင့်နေတယ်ကျင့်နေပါတယ်နောက်နေ့ပြင်မလားပြင်မအောင်မယ်မင်းတို့တော့အမှတ်မရှိတဲ့ကောင်လေးအေးငင်ကိုလေးပါဘုရားလို့ပြောရင်မကပဲနဲ့ကောင်းတာဗါတယ်လေမာသကေတရား၃ခုနဲ့မှာအရှင်မယားရဲ့သားတော်ဟာဘုရားရှင်အေကံဖြစ်မယ်ဗျာဒွေမေပေးကွေကိုနေညာတို့တရားမှာဗျာမာသကေတရား၄၈ခုနဲ့လူနာပြမသတ်တော်အထောအမြတ်ဖြစ်တော်မူသောဆံရံမှုတော်မြတ်စွာဘုရားသည်ပရိနိဗ္ဗာန်ဆုံးရိမ့်ပါမယ်ဘုရားလို့အပိချထဲစိတ်ဆိုးသွားမင်းမြမင်းနာခါစားမင်းမမောတဲ့ပုံနာ ဟင်ရာဇပရိယဒင်းမကျွယ်ဘူးမကြားလို့တဲ့စကားကိုမှထက်ခါထက်ခါရှောက်တဲ့ပုံနှံရောင်ဆွဲနန်းတဲ့ကထွက်စေအဖြစ်ရအဲ့ဒါပဲဒါဆိုရင်ကောင်းမြတ်တဲ့စကားပင်ဖြစ်ပင်ဖြစ်냐တော့လေအချိန်လေးလုံနေတယ်နေရာလေးလုံနေတယ်ပုံကိုယ်လေးလုံနေတယ်အဲ့ဒီစကားကိုတို့ကြားချင်တာလေ